iPhone ကခင်ဗျားကိုကိန်းကနန်းနေပေးတာမဟုတ် iPhone ကခင်ဗျားကို experience ကိုပေးတာ iPhone ကခင်ဗျားရဲ့နေ့စဉ်ဘဝမှာဘလို့အဆင်ပြေသွားမယ်ဆိုတာကိုပဲသူတို့ကပြောတာသူတို့ကခင်ဗျားတို့ကိန်းကနန်းနေအများကြီးပြောနေတာမျိုးမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စောစောနိုင်ပါစောစော mobile founder ပါ တခုကြိုပြောချင်တာကကျွန်တော်ဒီနေ့ခင်ဗျားတို့နဲ့ရံဖြစ်ဖို့လာတာမဟုတ်ပါဘူးကျွန်တော်ဒီ iPhone နဲ့ပတ်သက်တဲ့ video တွေလုပ်တယ်အထင်ရှင်ရလို့ကျွန်တော်ပြောနေရမှာ iPhone ကင်တဲ့လူတွေကကြွားချင်လို့တသက်ကင်တာမဟုတ်ဘူးဆိုတော့ video ကနေစပြီးတော့မှကျွန်တော် iPhone တစ်လုံးကဘလို့အရေးပါတယ်ဘလို့အခြား phone တွေမှာမရှိတဲ့ထူးခြားချက်တွေရှိတယ်ဆိုတော့ပြောရင်းနဲ့အောက်မှာ comment အချို့ရတယ်ဗျအဲ့ comment တွေတွေ့ရင်ပုံမှန်အဖြစ်တော့ကြော်ဝါးလေးရှိတယ်ဘာကြောင့်လဲဆိုတော့သူ phone ကြောင့်ဘာမှမသိဘူးဒါမှမဟုတ်ဘူးဆိုရင်သူများပြောတိုင်းလိုက်ပြောနေတယ်လူလို့ကျွန်တော်တို့အကြမ်းမြင့်တတ်မှတ်လိုက်တာဗျဒါပေမဲ့ သူတို့အဲ့တိုင်းထားထားလိုက်တာတည်းဆိုင်သူတို့တိသွားအောင်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးလုတ်ပေးတင်တယ်လို့ထင်လို့ပြောပေးတာပါကျွန်တော် iPhone တစ်ဖက်သက်တမလုံးဝမဟုတ်ပါဘူးကျွန်တော် Samsung လဲတုံးတယ်လက်ရှိမှာ Honor Magic B5 လဲတုံးနေပါတယ်အဲ့တော့ကျွန်တော်ရ daily life မှာ Android ဖုန်းကလည်းအရင်အရေးပါတဲ့နေရာကရှိနေပေမဲ့ iPhone တွေကကျွန်တော်နေ့စဉ်ဘဝမှာအရန်အရေးပါတဲ့အစိပ်ပိုင်းတွေထဲမှာရှိနေရဆိုတဲ့အကြောင်းကိုပြောရင်းဆက်လက်ဖြစ်လို့ဒီကီဗီကိုဆက်လုပ်တာပါအဲ့တော့ ဘလို့ comment မျိုးပေးတဲ့လူတွေကိုကျွန်တော်ကအလွယ်လေးဒီလူကဖုန်းကြောင်းနားမလဲတဲ့လူလို့ကျွန်တော်သတ်မှတ်လို့ရလဲဆိုရင်အဲ့လိုပြောတဲ့လူတွေက iPhone တွေက battery မခံဘူးလို့ပြောတဲ့လူတွေပါ iPhone ကခင်ဗျားကိုကိန်းကနန်းနေပေးတာမဟုတ်ဘူး iPhone ကခင်ဗျားကို experience ကိုပေးတာ iPhone ကခင်ဗျားရဲ့နေစဉ်ဘဝမှာဘလို့အဆင်ပြေသွားမယ်ဆိုတာကိုပဲသူတို့ကပြောတာသူတို့ကခင်ဗျားတို့ကိန်းကနန်းတွေအများကြီးပြောနေတာမျိုးမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကကိန်းကနန်းနေပဲတည်ပြီးတော့ဒီဘက်က iPhone ကို battery မခံဘူးလို့ပြောရင်ခင်ဗျားတို့တော်တော်မားသွားမယ် ။ဘာကြောင့်လဲဆိုတော့ iPhone ကို Apple ကထုတ်တယ်။ iPhone မှာသုံးတဲ့ OS ကို Apple ကပဲထုတ်တယ်။အဲ့ဒီဖုန်းတစ်လုံးရဲ့အရေးပါဆုံးဖြစ်တဲ့ chipset ကိုလည်း Apple ကပဲဒီဇိုင်းဆွဲပြီးထုတ်တယ်။အဲ့လိုမျိုးဆိုတဲ့အချိန်မှာ Apple ရဲ့ battery optimization ကအရန်ကိုကောင်းတယ် အဲ့တော့ခင်ဗျားတို့ကဘက်ထရီကျန်တဲ့ဖုန်းတွေက9000 6000ဖြစ်နေတဲ့အချိန်မှာ iPhone တွေက4000ကျော်နဲ့ပဲလာနေလို့လွယ်လွယ်လေးဘက်ထရီနှစ်ခုကိုပဲခင်ဗျားကြည့်ပြီးတော့ iPhone တွေကဘက်ထရီမခံဘူးလို့အဆုံးဖြတ်လိုက်ရင်ခင်ဗျားတို့ကဖုန်းချောင်းဘာမှမသိဘူးဆိုတာကိုလူတော်တော်များများကတတိထားမိသွားလိမ့်မယ်အဲ့တော့အဲ့ဒီဥစ္စာကတော်တော်လေးမှားယွင်းတဲ့ဥစ္စာဘာကြောင့်လဲဆိုတော့ iPhone ကသူ့ထွက်တဲ့အချိန်မှာဈေးကွက်ထဲမှာရှိနေတဲ့ဖုန်းအမြင့်တော်တော်များများထက်ဘက်ထရီပိုခံတယ်အချို့ထက်ဘက်ထရီမခံဘူးဆိုလဲနည်းနည်းပဲกว่า ဥပမာဆိုပါတော့နောက်ပိုင်းဒါဘယ်ဖုန်းတွေမှာပို့ပြီးတည်တာလာလဲဆိုတော့ iPhone 11 Pro Max ပေါ့ 11C ပေါ့ဗျာအထူးသဖြင့်ကိုကကျန်တဲ့ဖုန်းအမြင့်နဲ့ရှင်မယ်ဆိုရင် Pro Max series ရှင်မှာပဲရမှာပေါ့နော်ဒီဘက်မှာဆိုပါတော့ S25 Alpha ဆိုရင်ဒီဘက်က iPhone 16 Pro Max ဖြစ်ရမှာ iPhone 16 Pro Max ကထားလိုက်ရောအရန်ကောင်းတဲ့ battery ပါနေတယ်အဲ့ iPhone 16 Pro Max ကိုကျွန်တော်တို့မပြောသေးဘူးသူ့ရဲ့အနောက်မှာထွက်လာတဲ့ Android တွေနဲ့ကျွန်တော်တို့နောက်မှရှင်မယ်ပေါ့နော်အခုလက်ရှိ iPhone Xiaomi 16 Pro နဲ့ရှင်တဲ့အချိန်မှာတော့ battery က Xiaomi Sapphire Pro Max က battery 9500 iPhone က4800ကျော်နဲ့ဟို iPhone က usage အချိန် minute ပိုင်းပဲကွာရဲဆိုတော့အချို့စမ်းသပ်ထားတဲ့ record တွေလောင်းကျွန်တော်တို့တွေ့နေရတယ်အဲ့တော့အဲ့ဒီဥစ္စာတွေကလက်ရှိအငင်းပွားတွေအဖြစ်နဲ့ခဏထားအောင်ကျွန်တော်အရှိမထင်သာမြင်သာရှိတဲ့ဟာကိုပြောမယ် iPhone 16 Pro Max နဲ့ S24 Ultra နဲ့ပဲရှင်းမလားသူထက်နည်းနည်း short ထွက်ထားတဲ့ဟာအဲ့ iPhone 16 Pro မှာထွက်ပြီးထားထွက်ပြီးမှထွက်တဲ့ S25 Ultra နဲ့ပဲရှင်းမလား iPhone 16 Pro Max က battery ပိုခိုင်းတယ်အဲ့တော့ ။အော်ငါကတော့16 Pro မှမကင်ဂျင်ဦးကွာဈေးမြိုင်းမသုံးညငါ16ပဲကင်နေတာဆိုရင်16က performance အကျန်းဆုံးဆိုတဲ့ performance ကိုဒီဖုန်းတီးတီးလေးထဲမှာပေးထားတာကိုခင်ဗျားတို့ကဒီဈေးနေပြီးတော့မှဖုန်းအထူကြီးအကြီးကြီးတွေနဲ့ဘက်ထရီသွားရှင်ပြီးတော့မှ iPhone က battery မခံဘူးလို့ပြောရဲဆိုရင်တော့အဲကျွန်တော်ပြိုင်ကားတီးတီးလေးကတဲ့လားပြိုင်ကားတီးတီးလေးကိုအာကျွန်တော်ဒီဘက်ကဗျာ high jet ဟိုက်ဂျက်နဲ့ရှင်ပဲဗောနော်ဟိုက်ဂျက်တော့မို့တောင်းအိတ်ဆိုပါဆိုဗျာတောင်းအိတ်နဲ့ဒီပြိုင်ကားတိတိလေးနဲ့ရှင်တယ်မင်းကားကတိတိလေးစီရန်စားတယ်ငါကားကြီးနဲ့စီအများကြီးခန့်တယ်ဆိုပြီးတော့ခင်ဗျားပြောသူလိုဖြစ်နေမှာ performance မတူဆိုရင် power usage မတူအဲ့တော့ခင်ဗျားတို့က battery ရှင်မဲ့ဆိုရင်သူနဲ့ performance တူအရွယ်စားတူတဲ့ဖုန်းနေနဲ့လိုက်ရှင်ပါရအဲ့တော့ကျွန်တော်တို့က S25 Ultra နဲ့16 Pro Max နဲ့ရှင်16 Pro Max ပိုကောင်းတယ်တကယ် daily usage မှာတနေကုန်သုံးတယ် မနက်ကနေညတိခင်ဗျာတကယ် daily life အတိုင်းသုံးမယ်ဟိုဟာကြီးရှောက်ဆန်းဒီဟာကြီးရှောက်ဆန်းရင်ဒါအောင်မ iPhone ကပိုကောင်းတယ်ဒါပေမဲ့ခင်ဗျာ daily life style တစ်ခုနဲ့သွားနေတယ်ဆိုရင် iPhone ကပိုပြီး battery ခံလိုက်မယ်အော်ဟုတ်ပြီအဲ့တော့ဒီဘက်မှာ S25 Ultra ဆိုရင်ဟုတ် okay S25 Plus နဲ့ဆိုရင်ဒီဘက်က iPhone 16 Plus နဲ့ရှင် iPhone 16 Plus battery ပိုကောင်းတယ် okay ဒါမှမဟုတ်ဆိုဒီဘက်မှာ Samsung S25 ဖြစ်သွားပြီလားဒီဘက်က iPhone 16နဲ့ရှင်သို့မဟုတ် 16Pro နဲ့ရှင် 16Pro နဲ့16က battery ပိုခံလိုက်မယ် တော့ iPhone တွေက battery မခန့်နေတာမဟုတ်ဘူးညာသိလားကျွန်တော်တို့တွေကဈေးကွက်ထဲမှာရှိသမျှဖုန်းတွေအကုန်လုံးနဲ့လာရှင်တာတော့ဘယ်လိုမှအဆင်မပြေဘူးဖုန်းအမြင့်ချင်းရှင်အရွယ်စားချင်းတူတဲ့ဟာချင်းရှင်ထွက်တဲ့အချိန်ချင်းလည်းပြန်ရှင်ပေါ့နော်အဲ့ဒါဆိုရင်အဆင်ပြေတယ်ဥပမာဆိုပါဆိုလွန်ခဲ့တဲ့6နှစ်လောက်တုန်းက iPhone iPhone 11ခင်ဗျားဝယ်လိုက်မယ်ပက်ကင်ပဲဖြစ်ဖြစ်နောက်ဆုံး use ပဲဖြစ်ဖြစ် အာ use မှာဆိုရင်လည်းခင်ဗျာဘက်ထရီကိုတေချာလေးပြန်လဲပြီးတော့မှအမှန်တိုင်းဘက်ထရီလဲထားတဲ့ဖုန်းဆိုပြီးပျော်ရောင်းတဲ့ဆိုင်ကမဝယ်ဘဲနဲ့ဘက်ထရီကိုဘက်ထရီ health တိုးထားတဲ့ဆိုင်လေးရှိတယ်။အဲ့လိုမျိုးဆိုင်ကနေခင်ဗျာဖုန်းဝယ်လိုက်မယ်။ဝယ်ပြီးသွားပြီဆိုရင်ဒီမှာဝယ်ထားတာက iPhone 11သူ့ရဲ့ performance ကတော်တော်ကောင်းတဲ့ထဲပါတယ်။ဒါပေမဲ့ခင်ဗျာဒီဘက်မှာနောက်ဆုံးထွက်သူ့သူ့ရဲ့ second စီးနဲ့အစ်စ်ဝယ်လို့ရတဲ့ဖုန်းတစ်လုံးဆိုပြီးခင်ဗျားတို့ပြောအဲ့ဒီဖုန်းနဲ့ဘက်ထရီရှင်းမယ်။ဒါပေမဲ့ဒီဘက်ကဖုန်းကဆိုပါစို့ပြကျွန်တော် Infinite တို့ဒါမှမဟုတ်ဆိုလဲ Xiaomi Redmi Note 14 Pro တို့ဘာလို့လို့ဖုန်းမျိုးနဲ့ဒီ iPhone 11နဲ့ကိုခင်ဗျာရှင်ပြီးတော့မှ iPhone 11ဘက်ဘာဖြစ်မခံဘူးလို့ပြောရင်ဒါလုံးဝမတရားဘူး iPhone 11နဲ့အတူတူထွက်ထားတဲ့ Pixel 4စကန်းတော်ရှာဝယ်လို့မရတော့စကန်းစည်းကွက်ထဲမှာတော့မရှိတော့ရှိရင်လည်းဘာမှဈေးရှိတဲ့ဖုန်းဖြစ်နေရှိမှာမဟုတ်တော့အဲ့ဒီအချိန်မှာထွက်ထားတဲ့ Samsung Galaxy S10 S10 E လက်ရှိစကန်းမှာဘလို့အခြေအနေဖြစ်နေလဲဆိုတာခင်ဗျားတို့လည်းသိမှာပဲ iPhone 11နဲ့ရှင်ဖို့အတွက်ဆိုရင် ပြောချင်တာ iPhone 11ဒီနေ့အချိန်ကြီးဈေးကွက်ထဲမှာဒီလိုဘယ်လိုပြောမလဲတော်တော်ဘောင်ဝင်တန်းဝင်ဖြစ်နေတဲ့အချိန်မှာသူနဲ့ထွက်ခဲ့တဲ့ဖုန်းတွေကမဈေးကွက်ထဲမှာရှာလို့မရတော့ဘူးကျွန်တော်ပြောချင်တာကျွန်တော် iPhone ကိုပဲဟိုအမှန်တည်း iPhone ပဲအရန်ကောင်းတယ်လို့ပြောချင်တာမဟုတ် ကျွန်တော်ဒီဗီဒီယိုတွေဆက်ပြီးလုပ်ဖြစ်တာကပထမဆုံးတင်ခဲ့တဲ့ iPhone ကရင်လူတွေကကြွားကျင်လို့ကင်နေတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တက်သေးပြကျင်တဲ့ဗီဒီယိုတင်ရင်းနဲ့မှဒီဗီဒီယိုတွေရဆက်လုပ်ဖြစ်သွားတာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာ iPhone နဲ့အနည်းဆုံးရှင်းသွားတဲ့ Samsung ကိုကြတော့ကျွန်တော်ဘာကြောင့်ရွေးသွားတာလဲဆိုတော့ Samsung က Android ထဲမှာ international မှာအပေါင်းဝင်ဆုံးလို့ပြောလို့ရတယ်ဗျာ तू ကဘတ်ပေါင်းဆုံးကနေပြီးတော့မှအပြည့်အစုံဆုံးပုံစံမျိုးနဲ့ရှိနေတဲ့ brand တခုဆိုရင် iPhone နဲ့ရှင်းလို့ရတာလက်ရှိမှာ Samsung ပဲရှိတဲ့အတွက်ကျွန်တော် Samsung ကိုရွေးချယ်ပြီးပြောရတာပေါ့နော် โอเคအဲ့တော့ဗီဒီယိုလေးကတော့ဒါပါပဲအတက်နိုင်ဆုံးနားလည်ပေးမယ်လို့ထင်ပါတယ်ကျွန်တော်တစ်ဖက်ပိတ်မဟုတ်ပါဘူးကျွန်တော် Android ရဲ့ထူးခြားတဲ့အားသာချက်တွေကိုလည်းဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်အဲမရှင်းလင်းတာအမြင်မတူတာရှိရင် comment မှာဝင်ပြီးဆွေးနွေးသွားလို့ရပါတယ်အသီးတစ်ခုရရင် like နဲ့ share လေးလုပ်ပေးသွားပါကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်စောစောနိုင်ပါစောစော mobile ရဲ့ founder ပါ